ရဲ့ M5 Kanji Reparation Lay Battery အပိုင်းကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်။အဲ့တော့ဗီဒီယိုအစားဆုံးကိုလိုက်ပြီးတော့ကြည့်ရှုလေ့လာပါမယ်။အဲ့တော့ဒီနေ့တတိယတစ်ပိုင်းအနေနဲ့သင်ယူရမယ့် Kanji လေးကိုကြည့်လိုက်ကြမယ်နော်။အဲ့တော့ဒီနေ့သင်ယူရမယ့် Kanji လေးနာမည်ကိုအရင်ဆုံးမှတ်ကြမယ်။အဲ့တော့ဒီနေ့သင်မယ့် Kanji လေးနာမည်ကကြတော့ ခုရူလို့ခေါ်တဲ့ Kimos Ladi တကောဒစ်စနရီဖောင်ပြောင်းလိုက်တဲ့အတွက်ခုရူဆိုပြီးတော့ဖြစ်သွားတာเนาะအဲ့တော့ခုရူဆိုရယ် Ladi ဆိုရယ်ခန်းကြီးလေးရေးပုံလေးကိုကြည်ကြည်ကြမယ်အဲ့တော့ Ladi ဆိုရယ်ခန်းကြီးဘယ်လိုရေးလဲပထမအဦးဆုံးဘယ်ကားနေညာမြင်းဖြောက်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲတယ်လေးချက်လေးဆွဲလိုက်ပြီးငါးချက်ဆွဲလိုက်တဲ့ခလေးတည်းကနေပြီးကြရင်6ချက်ဆွဲမယ်9ချက်ဆွဲတယ်သူ့ရဲ့နာမည်ကခုရူ တို့ခေါ်ရစရဲလာရီစရဲခန်းစီနမည်လေးပါ ပြန်ရေးကြည့်မယ်ဘလို့ရရလေပထမဦးဆုံးတစ်ချက်ဆွဲတယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲတယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲတယ်ခြောက်ချက်ဆွဲမယ်ခုနှစ်ချက်ဆွဲတယ်အဲ့အရာလေးရဲ့နမည်ကခုတို့လို့ခေါ်တဲ့လာရီစရဲခန်းစီလေးလာတဲ့အခါမှာလမ်းတွေအများကြီးနဲ့လာရတာအဲ့ဒီ12ခုတို့လာရီဆိုပြီးတော့မှတ်လိုက်မယ်အဲ့တော့ဒီမှာကခုတို့ ူလာတယ်ဆိုရဲခန်းကြီးလေးပါဒီခန်းကြီးလေးနမေကအဲ့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်ခန်းစည်းနမည်လေးကကြတော့ဘာလို့ခေါ်လဲဆိုတော့သူ့ရဲ့နမည်လေးကနန်းဆိုပြီးတော့ခေါ်တယ်ဒါကခုနှစ်တက်ကလေးမှာတုံးနေနန်းစရဲစကလုံးလေးနော်အဲ့တော့အဲ့ဒီနန်းစရဲစကလုံးလေးကိုကြည့်ကြည့်မယ်အဲ့တော့ခုနှစ်တက်ကလေးကိုညီညွတ်တဲ့ခန်းစည်းလေးကဘလို့ရေးမလဲဆိုတော့ တစ်ချက်ဆွဲမယ်ပထမဦးဆုံးနှစ်ချက်ဆွဲမယ်ပြကြရင်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ကြီးဆွဲချလိုက်ပြီပြကြရင်6ချက်ဆွဲမယ်သူ့နာမည်ကပါလို့ခေါ်တာလေနန်လို့ခေါ်တယ်သူကခုနှစ်တက်ကလေးကိုကိုစားပြုတဲ့စကလုံးလေးနော်ပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်6ချက်ဆွဲမယ်သူကနန်ခုနှစ် ဲ့တက္ကရိတ်ကိုရည်ညွှန်းလဲနန်ဆိုပြီးတော့မှတ်ထားမယ်အဲ့တော့ဆောနာကလာတယ်ဆိုရဲခန်းစီလေးနောက်တစ်ခေါက်ပြန်ဆွေးကြည့်ရအောင် တစ်ချက်စွဲတယ်နှစ်ချက်သုံးချက်စွဲတယ်လေးချက်ငါးချက်ခြောက်ချက်ခွန်တချက်လာရဲစရဲခန်းကြီးလေးနဲ့ခုနှစ်တက်ကလေးကိုရင်းညွှန်းတဲ့နန်စရဲစကလုံးလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာသူတို့ရဲ့နှလုံးရဲ့အတန်ထွက်က rhyme နန်ဆိုပြီးတော့အတန်ထွက်ထားတယ်မှတ်ထားမယ် rhyme နန်လာရဲစရဲခန်းကြီးကသူများနဲ့ပေါင်းရင်အတန်ထွက်က rhyme နဲ့အတန်ထွက်တယ်အနောက်ကနန်ဆိုတော့ rhyme နန်ဆိုရဲလာမဲနှစ်ဆိုရဲတွဲလုံးလေးတစ်လုံးရ သွားလိမ့်မယ်အဲ့တော့လာမဲ့နှစ်ဆိုတာလာတဲ့နှစ်လာတာနဲ့နှစ်နဲ့ပေါင်းလိုက်တဲ့အတွက်လာမဲ့နှစ်လို့ခေါ်တဲ့ Rhinan ဆိုတာဖြစ်သွားတာအဲ့လိုလေးမှတ်ထားပေးမယ်နော်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးဆက်ပြီးတော့ကြည့်ကြည့်မယ် အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးရပြစ်လိုက်တော့ဒီတစ်ခေါက်ကအပတ်တွေကိုကိုစားပြတဲ့ခန်းကြီးလေးသူ့ရဲ့နာမည်ကရှူးလို့ခေါ်တယ်နာမည်လေးကရှူးလို့ခေါ်မင်းအဲ့တော့ရှူးနော်အပတ်တွေကိုတစ်ပတ်နှစ်ပတ်သုံးပတ်အဲအဲ့လိုမျိုးအပတ်တွေကိုညှိုးနဲ့ရှူးဆိုတဲ့စကားလုံးလေးကိုကြည့်ကြည့်မယ်ဘလို့ရေးလဲလို့ပထမဦးဆုံးတက်ချက်ဆွဲမယ် နှစ်ချက်ဆွဲမယ်အမိုးလေးအောင်မှာပြီးရင်သုံးချက်လေးချက်ဆွဲမယ်ငါးချက်ဆွဲတယ်ခြောက်ချက်ဆွဲမယ်ခွနှစ်ချက်ဆွဲမယ်ရှစ်ချက်ဆွဲတယ်ပြကြရင်အရှိမ၉ချက် ိတ်ချက်ဆွေးချလိုက်တဲ့သူ့ရဲ့နာမည်ကရှီယိုအပတ်တွေကိုကိုစားပြုတဲ့ရှီယူလို့ဆိုပြီးတော့မှတ်ထားပေးမယ်ရဲတပ်ပတ်တွေကိုကိုစားပြုတဲ့ရှူးလေးပါရေးပုံလေးကိုပြန်ကြည့်မယ်ပထမဦးဆုံးအမိုးအောက်လေးကိုသွားမယ်အပတ်တိုင်းမှာအမိုးအောက်ထဲမှာနေမယ်ပေးကြရင် အမိုးကဘယ်မှာရှိတာလဲဆိုတော့မြေကြီးပေါ်မှာရှိတဲ့မြေကြီးခန်းကြီးလေးပါမယ်အဲ့တော့အမိုးအောက်မှာဆိုတော့အယုံဆုံးတကားပေါက်လေးထဲကဝင်ရမှာဖြစ်တဲ့အတွက်ခုချီလို့ခေါ်တဲ့ပါးစပ်ပေါက်ပါမယ် ယ်ဘလို့သွားမှလဲဆိုတော့အမိုးအောက်ကိုလမ်းလျှောက်ပြီးသွားမှဖြစ်တဲ့အတွက်လမ်းခန့်ကြီးလေးအရှိကသုံးလိုမျိုးနေအခန့်ကြီးလေးလမ်းလျှောက်ပြီးသွားရည်ဆိုပြီးတော့မှတ်လိုက်မယ်သုံးပုံစံလေးကိုအဲ့တော့လမ်းလျှောက်ပြီးတော့သွားရတဲ့အမိုးအောက်ထဲကိုမြေကြီးပေါ်မှာရှိတဲ့အမိုးအောက်ထဲကိုဗဇက်ပေါက်လေးနဲ့သွားတာအဲ့ဒါကဘာလို့ဖို့လဲအပတ်တိုင်းမှာအမိုးအောက်မှာနေဖို့အဲ့တော့အပတ်ကိုရှူးဆိုပြီးခေါ်တဲ့ရှူးဖြစ်သွားရောနော်အဲ့တော့နောက်တစ်ခေါက်ပြန်ရေးကြည့်ကြမယ် အဲ့တော့အပတ်တွေကိုကိုစားပြည့်တဲ့ရှူကဘလို့ရေးမှလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတယ်ငါးချက်၆ချက်ခုနှစ်ချက်ရှစ်ချက်ဆွဲတယ်ကိုးချက်ဆွဲမယ်ဆယ်ချက်ဆွဲတယ်သူ့ရဲ့နာမည်ကရှူလို့ခေါ်တာအပတ်တွေကိုကိုစားပြည့်တဲ့ရှူဆိုပြီးတော့မှတ်ထားပေးမယ်အဲ့တော့နောက်ထပ်စကားလုံးလေးတစ်လုံးဆက်ပြီးတော့ကြည့်လိုက်ကြရအောင်အဲ့တော့နောက်ထပ်စကားလုံးလေးတစ်လုံးကကြတော့ဗာလေးလဲဆိုတော့ရေးကြည့်မယ်နော်အယုံကြောင့် တက်ချက်စွဲမယ်နှက်ချက်စွဲတယ် 3ချက်ဆွဲမယ်4ချက်၄ဆွဲလိုက်တယ်5ချက်ဆွဲတယ်6ချက်ဆွဲတယ်ဒီစကလုံးလေးကိုမြင်ပူးလိုက်မယ်ဒါလေးကမစိမ်ဘူးဆန်းဆင်းလို့ခေါ်တယ်ဆရာဆရာမတွေမှာတုံးနေသူ့အားကျတော့ sense ray စကလုံးဆင်းနေဦးနဲ့ပေါင်းထားတဲ့ sense ray စကလုံးကိုကိုစားပြုတယ်ခံကြည့်လေးပါနော်အဲ့ဒီဆရာဆရာမတွေကိုပြောတဲ့ဆန်းဆဲစကလုံးမှာလည်းတုံးတယ်အခုမှဆိုရင်သူ့ရဲ့နာမည်တလုံးထဲဆိုရင် sense ဆိုပြီးတော့ခေါ်တာ တီဆန်ကဘယ်လိုနေရာတွေမှာတုံးပါလဲဆိုတော့ပြီးခဲ့တဲ့အပတ်ပြီးခဲ့တဲ့နှစ်တို့တွေမှာတုံးလို့ရတယ်เนาะအဲ့တော့ပြီးခဲ့တဲ့အပတ်ဆိုရင်ဆန်ရှူအဲ့တော့ဒီဆန်လေးကိုထည့်ပြီးတော့တုံးပြီးလို့ရတယ်ရေးပုံလေးနောက်တစ်ခေါက်လေးပြန်ကြည့်မယ်အပတ်ကိုရေးတဲ့စကလုံးလေးကဘယ်လိုမျိုးရေးတာလဲသူကစောနာကအပတ်ကိုဇွဲတာကအမိုးအောက်ကလေးထဲမှာမြေကြီးလေးပေါ်မှာရှိတဲ့အမိုးအောက်ကလေးအမိုးအောက်ကိုတွားဖို့အတွက်အပောက်ကလေးကိုဖြတ်ရတယ်လမ်းလျှောက်ပြီးဖြတ်ရတဲ့အတွက်သူကရှူဆို တဲ့အပတ်ဖြစ်တာအဲ့ဒီစကလုံးနဲ့အခုတန်လိုက်တယ်ဒီစံလို့ခေါ်တဲ့စကလုံးလေးနဲ့ပေါင်းလိုက်တယ်ဆိုရင်တို့နှလုံးရဲ့အတန်ထွက်ကဘာဖြစ်သွားလဲဆိုတော့စံရှူလို့ခေါ်တဲ့ပြီးခဲ့တဲ့အပတ်လို့ခေါ်တဲ့စကလုံးလေးရာသွားရောစံရှူအတိတ်ပဲကပြီးခဲ့တဲ့အပတ်လို့ပြောတာဟုတ်ပြီနော်အဲ့ဒါစံဆိုတဲ့စကလုံးလေးနောက်တစ်ခေါက်ပြန်ရေးကြည့်လိုက်ကြရအောင်မှတ်မိအောင်လို့ဘယ်လိုမျိုးရေးတာလဲစံက တစ်ချက်ဆွဲတယ်နှစ်ချက်သုံးချက်ဆွဲတယ်လေးချက်ဆွဲတယ်ငါးချက်ဆွဲတယ်၆ချက်ဆွဲတယ်ဒါလေးကစံကိုရေးတဲ့စကားလုံးလေးဘာမှလည်းသုံးလို့ရတယ်စမ်းစဲလို့ခေါ်တယ်ဆရာဆရာမမှလည်းသုံးလို့ရတယ်ခန်းကြီးလေးပါသူ့ရဲ့နာမည်ကဘလို့ခေါ်တာစံလို့ခေါ်တယ်လို့မှတ်ထားပေးမယ်ဆဲနဲ့အုံးနဲ့ပေါင်းနဲ့စံလေးပါเนาะဒါလေးကအခုဆိုရင်စံရှုလို့ခေါ်တယ်ပြီးခဲ့တဲ့ပတ်မှလည်းသုံးရင်စကားလုံးလေးလို့မှတ်ထားလိုက်မယ်เนาะအဲ့တော့နောက် ထပ်ဇကလုံးလေးကျလုံးဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့နောက်ထပ်ခန်းကြီးကျလုံးကကြတော့ဗာလီလေးဆိုတော့အခုတင်မယ်ခန်းကြီးနာမည်ကကြတော့အီမလို့ခေါ်တယ်အီမ အီမဆိုတော့ယခုခန်းကြီးလေးဟုတ်ပြီနော်အီမနန်ကြီးတဲ့စကားအခုဗနနာကြီးလေးလို့တို့နေရာမှာတောင်းတဲ့အီမခန်းကြီးလေးဘယ်လိုမျိုးဆွဲမလဲဆိုတော့တက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ်ခေါင်းမိုးပုံစံလေးဆွဲလိုက်တယ်သူ့ရဲ့အောက်ကလေးထဲမှာဒါလေးကိုမင်းနာဆန်တို့မြင်ပူးလိုက်မယ်ဒီတင်ကေတာလေးကခတ်တာခဏမှာတုန်းကရာဆိုပြီးတော့ရေခဲပူတဲ့ခန်းကြီးလေးနော်ရာဆိုတဲ့ခတ်တာခဏစကလုံးလေးအဲ့ဒါကိုအမိုးအောက်ထဲမှာထည့်ထားတာအဲ့တော့မီတာဆန်ကအမိုးအောက်ထဲမှာ အီမအကူရှိနေတယ်ဆိုပြီးတော့မှတ်လိုက်မယ်ဘဒူဝရှိနေတာ မီရာဆိုတဲ့ရာဆိုတဲ့စကားလုံးလေးကအမိုးအောက်မှာရှိနေရင်အီမအကူရှိနေတာဆိုပဲအီမခန်းကြီးလေးအနေနဲ့မှတ်ထားပေးလိုက်မယ်အဲ့တော့အမိုးအောက်မှာမီရာဆန်ရှိနေရင်အီမလို့ခေါ်တဲ့စကားလုံးခန်းကြီးလေးရရသွားလိမ့်မယ်အဲ့တော့ပြန်ရေးကြည့်မယ်ဘလိုမျိုးရေးတာလဲအီမခန်းကြီးလေးက တက်ချက်ဆွဲမယ်နှစ်ချက်အမိုးအောင်လေးထဲမှာသုံးချက်လေးချက်ဆွဲတဲ့မီရာဆန်လို့ခေါ်တဲ့ရာဆရဲစကလုံးလေးအမိုးအောင်ထဲမှာရှိနေရင်အိမအခုခန်းကြည့်လို့မှတ်လိုက်မယ်အမိုးအောင်လေးထဲမှာမီရာဆန်ရှိနေရင်ဗအိမအခုဆိုပြီးတော့ မှတ်ထားလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါနောက်ထပ်ခန်းကြီးတစ်လုံးဆက်ပြီးကြည့်လိုက်ကြရအောင်နောက်ထပ်သက္ကလုံလေးတစ်လုံးနောက်ထပ်သက္ကလုံလေးနမေဦးလေးကြည့်လိုက်မယ်ဒီသက္ကလုံလေးနမေကကြည်လို့ခေါ်တယ်ကြည်ဆိုတော့အချိန်နာရီတွေကိုကိုစားပြုတဲ့ကြည်ဆိုတဲ့သက္ကလုံလေးအချိန်ကြည်တနာရီညကြည်နှစ်နာရီတို့အချိန်နာရီတွေကိုကိုစားပြုတဲ့ကြည်ခန်းကြီးလေးဘလို့ရေးမလဲကြည်ကြည်မယ်တက်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတဲ့အရင်ခက်တုံးကနာ ီတွေဆိုရင်သဲနာကြီးကအရင်ဦးဆုံးပေါ်လာတာအဲ့တော့သဲနာကြီးကြည့်ဖို့အတွက်ဆိုရင်နေရဘလိုမျိုးတဲ့လှည့်သွားလေเนาะအဲ့တော့နေရအရေးပုံမူတည်ပြီးတော့ကြည်ဟာရှိတဲ့သဲနာကြီးလိုမျိုးသဲရဲ့အပေါ်ကနေတဖြည်းဖြည်းကျတဲ့ပုံစံနဲ့အနာကြီးကိုကြည်တာရှိတယ်အခုပြောတာနေကိုကြည်ပြီးတော့သွားတယ်ကြည်ဆိုရဲအချိန်နိုင်အဲ့တော့နေခန်းကြီးလေးပါမယ်ပြီးကြရင်အနောက်မှာရေးထားတဲ့ပုံစံလေးတစ်ချက်လောက်ကြည့်ကြည့်မယ် တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲတယ်သုံးချက်လေးဆွဲမယ်လေးချက်ဆွဲတယ်ငါးချက်ဆွဲတယ်ခြောက်ချက်ဆွဲတယ်ဒါလေးကသူ့ရဲ့တင်ကြတာနာမည်ကသဲတာလို့ခေါ်တယ်ဖះเจ้าခန်းကြီးလေးပါเนาะသဲတာဆိုရယ်ဖះเจ้าခန်းကြီးလေးအဲ့တော့ဖះเจ้าမှာ နေရှိရယ်ဆိုတာအချိန်ရှိနေလို့ကြည့်ဆိုရယ်အချိန်ဖြစ်နေလို့ရှိတာလို့မှတ်လိုက်မယ်ဖះเจ้าမှာနေရှိသေးတယ်အဲ့ဒီတော့ကြည့်ဆိုရယ်နာရီအချိန်ဆိုတာဖြစ်လာတာပြန်ရေးကြည့်မယ်ဘယ်လိုမျိုးရေးမှာလဲ ပထမဦးဆုံးနေလေးဆွဲတိုင်းမယ် ပြန်တော့နေလေးပြီးသွားရင် သူ့ရဲ့အနောက်မှာတဲတာလို့ခေါ်တဲ့ဘုရားကျောင်းခန်းကြီးလေးထဲလိုက်တာပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ခြောက်ချက်ဆွဲတယ်ခွနှစ်ချက်ရှစ်ချက်ဆွဲတယ်ကိုးချက်ဆွဲတယ်စေချက်ဆွဲတယ်သူ့ရဲ့နမိတ်ကဘလို့ခေါ်တာလေကြည်လို့ခေါ်တယ်ကြည်စရနိုင်ဒီကိုကိုစားပြုတဲ့ခန်းကြီးလေးเนาะအဲ့တော့နောက်တစ်လောင်းလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်ခန်းကြီး လေးကြလုံးအဲ့တော့ရောင်းတိုက်ခန်းကြီးတလုံးလေးကကြည့်လိုက်တော့တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ခြောက်ချက်ဆွဲတယ်ခွနှစ်ချက်ရှစ်ချက်ဆွဲတာဒါလေးကိုမင်းသားစံလို့ရင်းနှီးပြီးသားပါသူ့ရဲ့နာမည်ကမုံလို့ခေါ်တဲ့ဂိတ်တကားလေးဟောပြီးတော့ဂိတ်တကားပုံစံလေးဖြစ်နေရကျွမ်းမုံဆိုတဲ့ဂိတ်တကားလို့ခေါ်တာပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ဆွဲမယ်ခြောက်ချက် ်ဆွဲမယ်ခွနချ်ရှစ်ချက်ဆွဲတာသူ့ရဲ့နာမည်ကမွန်းလို့ခေါ်တဲ့ဂိတ်တကားကို ကိုစားပြုတဲ့ခန်းကြီးလေးเนาะအဲ့တော့ဆက်ပြီးတော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ် အဲ့တော့နောက်တစ်လုံးလေးကလည်း moons regate ကားလေးကိုပြန်ဆွဲမယ်အဲ့တော့ moons regate ကားလေးကိုဆွဲလိုက်ပြီးဒါလေးက moons regate ကအဲ့ဒီကြားလေးထဲမှာနေလုံးလေးရှိနေတာ နေခန်းကြီးလေးရှိနေတာအဲ့ဒီတွေ့ moons regate ကားမှာနေခန်းကြီးလေးရှိနေတယ်ဆိုရင်သူ့ရဲ့နာမည်ကပြောင်းသွားရောဘာလေးဖြစ်သွားလဲဆိုရင် aida လို့ခေါ်တဲ့စကားလုံးလေးဖြစ်သွားပါတယ် moons regate ကားရဲ့ကြားလေးမှာ နေရှိနေရင်သူ့ရဲ့နာမည်ကဘယ်လိုခေါ်မလဲ aida လို့ခေါ်သွား နဲ့ Monstre ကတဲ့ကားလေးမှာနေခန်းကြီးရှိနေရင်သူ့ရဲ့နာမည်ကအာအီဒါလို့ခေါ်သွားမယ်။အာအီဒါဆိုတာကအကြားဆိုရင်အတိတ်ပဲခန်းကြီးလေးဖြစ်သွားမယ်။ရေးပုံလေးကိုပြန်ဆွဲကြည့်။တစ်ချက်ဆွဲမယ်။နှစ်ချက်၃ချက်၄ချက်ဆွဲတယ်၅ချက်၆ချက်၇ချက်၈ချက်ရှိတယ်၉ချက်၁ချက်ရှိမယ်၁၁ချက်၁၂ချက်ရှိတာ သူကအာရီတာလို့ခေါ်တဲ့အကြာခန်းကြီးလေး ။သူကသူများနဲ့ပေါင်းရင်အတန်ထွက်ကခန်းဆိုပြီးတော့အတန်ထွက်ကြဒီခန်းကဘလူနီယာမှာတုံးနေခန်းလေးဆိုတော့ပြော့ပြပြီးမယ်နော်။ဆိုရဲဇကလုံးလေးကနေလေးပါမယ်။အနောက်ကဖះအောင်ခန်းကြီးလေးနဲ့တွဲထားတာ။သူ့ကိုကြီးလို့ခေါ်တာ။အခုနောက်ထပ်ဇကလုံးတစ်လုံးကအာဟိတလို့ခေါ်တဲ့အကြာခန်းကြီးလေးဟုတ်တယ်နော်။အဲ့တော့သူတို့နှလုံးပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်ကဘာဖြစ်သွားလဲဆိုတော့ဂျီခန်းလို့ခေါ်တဲ့အချိန်ဆိုရဲဇကလုံးလေးဖြစ်သွားတယ်။ဂျီ ခံအချိန်ကြာအချီကြီးခံတနာဤကြာဒီလိုမျိုးကြီးခံဆိုရဲအတန်တော်လေးရသွားလိမ့်မယ်ဂျီစရဲသကလုံးနဲ့အနောက်ကအာဤဒါလို့ခေါ်တဲ့အကြာခတ်ကြီးနှစ်မျိုးပေါင်းလိုက်ရင်ကြီးခံဆိုရဲသကလုံးလေးရသွားလိမ့်မယ်ဟုတ်ပြီနော်ဒါလေးရှိမယ်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်သကလုံးလေးတစ်လုံးအဲ့တော့နောက်ထပ်သကလုံးသုံးလုံးလေးကလွဲပါလေသူ့ရဲ့နာမည်ကဘာလို့ခေါ်လဲဆိုတော့နာမည်ကယတ်ဆုမှုလို့ခေါ်တဲ့သကလုံးလေးယတ်ဆုမီမတ်အနာယူသည်အဲ့ဒီအနာယူတဲ့ ဆိုရဲရာစုမှုမှုဆိုရဲဇကလုံးနေနော်အဲဇကလုံးလေးကိုရေးကြည့်မယ်ဘလို့ရေးမလဲဆိုတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်ဒီသင်္ကေတလေးကိုလူခန်းကြည့်လို့မှတ်ထားပြီးမယ်ပြီးကြရင်တွဲအောက်မှာ၃ချက်လေးဆွဲမယ်၄ချက်ဆွဲမယ်၅ချက်၆ချက်ဆွဲရတဲ့ဒီအနောက်ကသင်္ကေတလေးကခိလို့ခေါ်တဲ့တပ်ပင်ခန်းကြည့်လေးအဲ့တော့လူတယောက်ကတပ်ပင်မှာအနားယူတဲ့ရာစုမှုဆိုရဲဇကလုံးလေးချစ်သွားရောနော်အဲ့တော့ပြန်ပြီးတော့ဆွဲကြည့်မယ်အနားယူတဲ့ဇကလုံးလေးကဘလို့ ိုမျိုးဖြစ်မှာလေသူရေထားပုံကလူတယောက်ကတပ်ပင်အောက်မှာအနားယူတယ်အဲ့ဒီအတွက်ရဆုမှုဆိုတဲ့စကားလုံးလေးဖြစ်သွားတာပြန်ရင်းကြည့်မယ်တစ်ချက်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ငါးချက်ခြောက်ချက်ရှိတာသူ့ရဲ့နာမည်ကရဆုမှုလို့အတန်ထွက်မယ်နော်ရဆုမှုအနားယူသည်ဆိုတဲ့စကားလုံးလေးဖြစ်မယ်လူတယောက်ကတပ်ပင်မှာအနားယူတယ်ရဆုမှုဆိုပြီးတော့ရှာသွားလိမ့်မယ်နော်အဲ့ဒါဆိုရင်ဒါလေးရဆုမှုပြီးသွားရင်နောက်ထပ် ကလုံးလေးတလုံးကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်စကလုံးလေးတလုံးအဲ့နောက်ထပ်စကလုံးလေးတလုံးကိုကြည့်မယ်နောက်ထပ်စကလုံးလေးတလုံးရဲ့နာမည်ကဘာလို့ခေါ်လဲဆိုတော့သူ့ရဲ့နာမည်ကအဥလို့ခေါ်တဲ့တွေ့တယ်ဆိုတဲ့စကလုံးလေးတွေ့တယ်ဆိုတဲ့စကလုံးလေးမှတ်မေးအဲ့တော့အဥတွေ့ရဲ့ဆိုတဲ့စကလုံးလေးအဲ့တွေ့ရဲ့စကလုံးလေးဘလို့ရေးမလဲကြည့်ကြည့်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်အမူလေးအရင်ဦးဆုံးဆွဲ 3ချက်ဆွဲတယ်4ချက်ဆွဲတယ်ဒီသင်္ကေတာလေးကနှိလို့ခေါ်တဲ့နမနှစ်ခန်းကြီးလေးအနောက်ကဗာလေးဆက်ရင်းမလဲဆိုတော့ခတာခနမှုလေးကိုရေးလိုက်တာဒါကခတာခနမှုဆိုရဲစကလုံးလေးအဲ့တော့အမိုးအောက်ကိုနှစ်ချိန်နှစ်ခေါင်မှုပြီးတော့အဥတွားတွေ့တယ်ဆိုပြီးတော့မှတ်မယ်အမိုးအောက်ကိုနှစ်ချိန်နှစ်ခေါင်မှုပြီးတော့အဥတွားတွေ့တယ်ဆိုရဲအဥတွေ့တယ်ဆိုရဲစကလုံးလေးရသွားလိမ့်မယ်အဲ့တော့ရေးပုံလေးကိုတစ်ချက်တော့ ပြန်ကြည့်မယ်ဘယ်လိုမျိုးရေးတာလဲသူ့ရဲ့ရေးပုံလေးက လေးကအောက်ကအမိုးကလေးကို အရင်ဦးဆုံးအရင်ဆွဲတယ်ပြီးရင်၃ချက်၄ချက်ဆွဲတယ်မှုစကလုံးလေးရေးတယ်သူ့ရဲ့နာမည်ပါလို့ခေါ်အာဦးတွေ့တယ်ဆိုပြီးတော့ခေါ်တဲ့စကလုံးလေးရသွားမယ်ပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ခြောက်ချက်ဆွဲတာတစ်ချက်နှစ်ချက်သုံးချက်လေးချက် ငါချက်6ချက်ဆွဲတဲ့သူ့ရဲ့နမည်ကဘာလို့ခေါ်လဲအူတွေ့တယ်ဆိုရဲစကလုံးလေးရသွားလိမ့်မယ်နော်အဲ့တော့နောက်တစ်ခုလေးကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်စကလုံးလေးတစ်လုံးနောက်ထပ်စကလုံးလေးရကြတော့ဘာလေးလဲဆိုတော့တစ်ချက်ဆွေးတယ်နှစ်ချက် 3ချက်ဆွဲမယ်4ချက်ဆွဲတယ်ဒါလေးကိုမှတ်မိလိမ့်မယ်အဲ့ဒီခန်းကြီးလေးကလေခတာခနာမှာတုန်းကနဲကိုရေးတဲ့ပုံစံလေးခတာခနာနဲလေးနော်ခတာခနာနဲလေးကိုဆွဲထားတာသူ့ရဲ့အောက်ဘေးနားမှာပါဠိဆက်ရေးမလဲဆိုတော့တစ်ချက်ဆွဲမယ်2ချက်3ချက်ဆွဲတယ်ဒီတင်ဂေတာလေးအကြတော့တို့ချီလို့ခေါ်တဲ့ကုန်းမြေခန်းကြီးလေးနော်အဲ့တော့နဲနဲ့မြေကြီးခန်းကြီးနဲ့ပေါင်းလိုက်တဲ့အခါမှာမြေကြီးနဲနဲ့ပုံမှာအလုံးလုံးရ တာအဲ့ဒါဘာဒီလဲဆိုတော့ရှာလို့ခေါ်တဲ့အတန်ထွက်လေးရသွားမယ်အတန်ထွက်ကရှာလို့အတန်ထွက်မယ်ဒီရှာကဗမာတုံးတာလဲဆိုတော့ရှာအင်းဝင်ချမ်းမှာလဲတုံးလို့ရတယ်လို့ခိုင်းရှာကုတ်မတိမှာလဲတုံးလို့ရတဲ့ရှာဆိုရဲစကလုံးလေးပြန်ရေးကြည့်မယ်ဒီရှာကဘလိုမျိုးရေးတာလဲပထမဦးဆုံးတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဆွဲတဲ့နေလေး၅ချက်ဆွဲမယ်၆ချက်ခွနချက်ဆွဲထားတာနည်းနည်းလေးနဲ့မြေကြီးပေါ်မှာရှိ တာကရှဆိုတဲ့စကားလုံးလေးသူ့ရဲ့အပန်ထွက်ကဘလူထွက်တာရှလို့အတန်ထွက်မယ်ပြန်ရေးကြည့်မယ်တချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ဆွဲမယ်ခြောက်ချက်ခုနှစ်ချက်ရှိတာသူ့ရဲ့အတန်ထွက်ကရှလို့အတန်ထွက်တာဟုတ်ပြီအဲ့တော့ဇနကအဥဆိုတဲ့စကားလုံးလေးကအမိုးအောက်မှာနှစ်ချိန်နှစ်ခါမှုပြီးတော့သွားတွေ့ရင်အဥတွေ့တယ်ဆိုတဲ့စကားလုံးလေးဖြစ်တာ အခုတင်လိုက်တဲ့ခန်းကြီးလေးကနည်းနည်းလေးနဲ့မြေကြီးပေါ်မှာရှာနေရတဲ့အတွက်ရှာဆိုရဲစကလုံးလေးဖြစ်တာအဲ့ဒီတော့အရှိကအဦးကသူများနဲ့တွေ့တယ်ဆိုရင်ခိုင်းနေဆိုရဲခဤဆိုရဲစကလုံးလေးဖြစ်တယ်အဲ့တော့နှစ်မျိုးပေါင်းလိုက်ရင်ခိုင်းရှာဆိုရဲကောမဒီဆိုရဲစကလုံးလေးရှာသွားတယ်ခိုင်းရှာကောမဒီတွေ့ပြီးတော့ကိုနည်းနည်းလေးနဲ့ခိုင်းနာမြေကြီးပေါ်မှာအဲ့ဒီအတွက်ခိုင်းရှာဆိုရဲကောမဒီပါဟုတ်ပြီနော်ကောမဒီဆိုရာက တွေ့ပြီးတော့ကိုခိုင်းနာ ာအကြီးတွာခိုင်းဆိုတဲ့စကလုံးလေးရမယ်။ပြကြရင်နည်းနည်းလေးနဲ့မြေကြီးပေါ်မှာရှာခိုင်းလိုက်တော့ခိုင်းရှာလို့ခေါ်တဲ့ကုတ်မတီလေးရသွားမယ်။ကုတ်မတီဆိုတာခိုင်းရှာတယ်လေ။အဲ့ဒီတွာခိုင်းရှာလို့ခေါ်တဲ့ကုတ်မတီဆိုတာရသွားမယ်နော်။အဲ့တော့နောက်ထပ်စကလုံးတစ်လုံးဆက်ပြီးတော့ကြည့်ကြည့်မယ်။အဲ့တော့နောက်ထပ်စကလုံးလေးတစ်လုံးကကျတော့ဘာလေးလေးဆိုတော့ သူ့ရဲ့နာမည်လေးကနာဂာဤလို့ခေါ်တယ်။နာဂာဤရဲ့အဓိပ္ပာယ်ကကျတော့ရှေတော်ဆိုတဲ့အဓိပ္ပာယ်လေးရှေရဲဆိုတာဘာတရားရှိတာလဲ။ဇပင်ကြီးကရှေတာလေ။အဒီတူကဇပင်ရှေတဲ့ပုံစံလေးဆွဲလိုက်မယ်။တစ်ချက်ဆွဲမယ်၊နှစ်ချက်၊သုံးချက်ဆွဲမယ်၊လေးချက်လေးဆွဲလိုက်တယ်။ငါးချက်မြောင်ဆွဲမယ်။ဒါဇပင်လေးတွေကလေထဲမှာလွေ့နေတဲ့ပုံစံမျိုးလေး။ပြီးကြရင်တစ်ချက်၊နှစ်ချက်ဆွဲမယ်၊သုံးချက်မြောင်ကြားလေးထဲကဝင်သွားမယ်။အနောက်ကဤလေးက အစွန်ထမင်းနော်အဲ့တော့မှနာ guys ရဲစကလုံးလေးဖြစ်မှာပြန်ဆွဲကြည့်မယ်တက်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲမယ်ငါးချက်ခြောက်ချက်ဆွဲတယ်ခွန်နှစ်ချက်ရှစ်ချက်ရှိတာသူ့ရဲ့နာမည်ကဘာလို့ခေါ်နာ guys လို့ခေါ်တဲ့ရှေ့တော်ဆိုရဲစကလုံးလေးရသွားမယ်ဟုတ်ပြီနော် အဲ့တော့ na guys ဆိုတဲ့စကားလုံးလေးရသွားမယ်အဲ့တော့နောက်တစ်လုံးလေးကြည့်လိုက်ကြရအောင်အဲ့တော့အဲ့ဒီ na guys ဆိုတဲ့စကားလုံးလေးကအရှိကရှာရလို့ခေါ်နေရှာဆိုရဲနည်းနည်းလေးနဲ့ညကြီးပေါ်မှာရှာလေးရှာဆိုတဲ့စကားလုံးနဲ့အခုပြောတဲ့ na guys နဲ့နှလုံးပေါင်းလိုက်ရင်ဘာစကားလုံးလေးရသွားလေးဆိုတော့ခက်မှန်းကြည့်မယ်အရှိကရှာတာအနောက်က na guys ဆိုတာသူများနဲ့ပေါင်းရင်ချောတာသပင်လေးကဖြန့်ပြီးတော့ရှင်နေတဲ့အတွက်ချောတယ်လေဇာမင်း းလေးတွေသပင်းရှင်ချောတွေအဲ့ဒီတော့ချောဆိုတဲ့စကားလုံးလေးရသွားမယ်အဲ့တော့ရှာချောတို့ခေါ်တဲ့ကုမတိဥက္ကဋ္ဌဆိုရယ်အတိတ်ပဲလေးရသွားမယ်ဥက္ကဋ္ဌတွေကိုဘယ်လိုခေါ်လဲရှာချောလို့ခေါ်တယ်ရှာပြီးတော့ကိုချောတာဘာလို့လဲဥက္ကဋ္ဌတွေကချောတာပါအဲ့ဒီတော့ရှေ့တယ်ဆိုရယ်ခန်းကြီးနဲ့နည်းနည်းလေးနဲ့ခိုင်းနေအောင်တော့အဲ့ဟာကဥက္ကဋ္ဌကခိုင်းတာเนาะအဲ့ဒီတော့ရှာချောဆိုတဲ့စကားလုံးလေးရသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အရှိကရှာကဘယ်နေရာဒီမှာလဲတုံးနေလဲခိုင်းရှာကုမတိမှာလဲတုံးတယ်လို့အနော် ောက်ကနာဂါကြီးလို့ခေါ်တဲ့စကလုံးရှေသောဆိုရဲခန်းကြီးကသူများနဲ့ပေါင်ချောတယ်ဆိုရဲအတန်ကြွားလေးရသွားလိမ့်မယ်နော်အဲ့ဒီတော့ဒီနေ့တန်လိုက်တဲ့ပက်ထရီအတွက်လေ့လာရမယ်ခန်းကြီးလေးတွေကိုတင်းကြကြကြက်မှတ်ပြီးလေ့လာထားပါမယ်နော်နောက်ထပ်တစ်ပိုင်းကိုလည်းစောင့်မျှော်ပြီးတော့ကြည့်ကြည့်ပေးကြပါအောင်နော်